ခုပွဲရလဲဒီငင်းငင်းဘေးသင်းပြည်သူတွေကိုဝင်ကြီးပေးဖို့အတွက်ကျွန်တော်ရမုံဝေးအစုပွဲပြုလုပ်ကျင်းပလာဖြစ်ပါတယ်ရသမြဒီရောင်းရသမျှငွေကြေးအားလုံးကိုကျွန်တော်တို့ဒီငင်းငင်းပေးတဲ့ပြည်သူတွေစီကိုအားလုံးလူပေးမှာဖြစ်ပါတယ်ကျွန်တော်တို့ဟိုပေးလိုက်ရတယ်ပေးဆက်လိုက်ရတယ်ဟိုပေါ့တံပိုးလေးကဟိုအုပ်ချက်တက်တဲ့ပွင့်ကဟိုမပြင်းတော့ဘူးလားကျွန်တော်ကျွန်မမိပါဘူး အကောင်ဆုံးချက်မှုတွေအများကြီးကိုကျွန်တော်တို့တွေ့ရပါတယ်။အဲအကြောင်းတော့အဲ့ဒီဟာတွေကိုကျွန်တော်တို့အနေနဲ့ဟိုအများကြီးကူကျင်ပါတယ်။ဒါမှမဟုတ်ကျွန်တော်တို့တက်တဲ့ပညာနဲ့ကျွန်တော်တို့ရေးတဲ့ဗီဂျီကားတွေကိုဒီမှာရေးပြီးတော့ကျွန်တော်တို့လှူတာပါရှင်။ဆရာတို့ငင်းပြီးပေါ့တဘာဝပြီးအန်တယ်ကြားရောက်နေတယ်။ဝယ်ဖြစ်နေတဲ့ကိစ္စကြီးကိုဆရာတို့အလှူရင်းနဲ့အတတ်တယောပါဝင်မှုလို့ဆရာတို့ကညှာနှုံးပြီးပါဝင်ပြီးတော့ကူညီတာဖြစ်ပါတယ်။ ျွန်တော်နာမည်ပကြီးလာထောင်းအောင်ပါဗျာကျွန်တော်ဒီမြန်မာနိုင်ငံရိုးရာဗန်းပညာရှင်များအစည်းအရုံးဗဟိုရဲ့တွဲဝဲအတွင်းရမှုတောင်းအောင်ထားဆောင်နေပါတယ်အခုကျွန်တော်တို့ပြသတဲ့ပွဲကတော့28ရက်3လ2025နေ့မှာဖြစ်ပျက်ခဲ့တဲ့ငလျင်တန်းကြောင့်မြင်းဒေသင့်ပြည်သူတွေဒီလိုတွေရမုံကိုရှိပွဲပြုလုပ်တာဖြစ်ပါတယ်ကျွန်တော်ပကြီးဆရာတွေဆိုတာကတော့ဒီကိုဗစ်မှန်လဲကိုဗစ်မဟုတ်လို့ဟုတ်လားဟိုရေဘေး တင့်တယ်ဆိုလဲရေဘေးတင့်တဲ့အဲအလျောက်အဲ့ဒီဒုက္ခရောက်တဲ့ပြည်သူတွေကိုကိုတတ်ဆွမ်းနိုင်တဲ့ဘက်ကနေပြီးတော့အကူအညီပေးမယ်ဆိုတဲ့သဘောမျိုးနဲ့အဲရမုံကိုပြစ်ပြဝဲတယ်ကိုကျင်းပပြုလုပ်ခဲ့ပါအခုအခုပွဲကလည်းဒီငင်းငင်းဘေးတင့်ပြည်သူတွေကိုအကူအညီပေးဖို့အတွက်ကျွန်တော်ရမုံကိုအစုပွဲပြုလုပ်ကျင်းပလာဖြစ်ပါတယ်ရသမြဒီရောင်းရသမြငွေကြေးအားလုံးကိုကျွန်တော်တို့ဒီ မြင်ပေးတဲ့ပြည်သူတွေစီအလုံးလူပေးမှာဖြစ်ပါတယ်ကျွန်တော်ကျွန်တော်နေနေလိုက်ဒီမှာကျွန်တော်ဒီကားတကားလှူထားပါတယ်ကျွန်တော်လှူထားတဲ့ကားရောင်းရလို့ရှင်လေညာနှောင်းရေးလှူမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်လာပါကျွန်တော်နာမည်ကတော့ပကြည်ဝင်းတင်ဖြစ်ပါတယ်မြန်မာနိုင်ငံယူရပန်ပညာရှင်များအစည်းအရုံးဘုတ်ဟူရဲ့ငလင်ဘေးတန်တဲ့ ပြည်သူများအတွက်ရမုံငွေပွဲမှာကျွန်တော်ကပါဝင်ပြီးတော့လှူဒါန်းဝင်ရရှိခဲ့ပါတယ်ဒီငလင်ဘေးရန်သင်းဒေသဟာလည်းကျွန်တော်ရဲ့ဇာတိမျိုးဝင်းကျင်မှာဖြစ်သွားတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီစင်ပကောင်းကြီးစွာနဲ့ခံစားရပါတယ်အဲ့ဒီအတွက်ကိုကျွန်တော်တို့တွေကတန်းတန်းသလောက်ဒီမျှဝေပြီးတော့ကျွန်တော်တို့တန်းတန်းသလောက်ကျွန်တော်တို့တွေကူညီပါဟိုဖြစ်ကြမယ်ပေါ့နော်ကူညီကြမယ်ဆိုပြီးတော့စဉ်းစားတဲ့အခါမှာ ဒီပြဝဲကြီးမှာကျွန်တော်ပါဝင်ပြီးတော့လှူဒန်းခြင်းဖြစ်ပါတယ်ကျွန်တော်ဒီကြီးစိုးပါဒီဘွဲကိုပါဝင်ပြရတဲ့အကြောင်းကတော့မြန်မာနိုင်ငံမှာအလုံးဝန်းနေနေရတဲ့အတိုင်းကျွန်တော်တို့ပကြီးနုပညာရှင်တွေလည်းတက်နေတယ်လို့ပါဝင်အားဖြည့်ခြင်းပါတယ် အဲအကြောင်းလဲဒီပွဲလေးကိုကျွန်တော်တက်ဆွမ်းတဲ့ပကြီကအမှုပညာတွေကိုရောက်ချပြီးတော့ရရှိတဲ့ငွေကြေးတွေကိုခက်ခဲဖြစ်နေတဲ့သူတွေအတွက်ကျွန်တော်တို့လူတန်းဖို့အတွက်ရံမုံငွေပွဲလေးပြုလုပ်ခြင်းဖြစ်ပါတယ်ကျွန်မနာမည်ကဗီဇီဆေမမတ်တော်ပါရှင် ဒီမှာပေါင်ပြည့်တဲ့အခြေအနေကတော့အခု28ရက်နေ့3လပိုင်းပေါ့နော်2025ခုနှစ်မှာဖြစ်သွားတဲ့ငလျင်ကြီးကကျမတို့တသက်တာမှာပေါ့ကျမအခုဆိုချင်းအသက်68နှစ်ရှိပြီပေါ့နော်ဒါပေမဲ့ကျမတို့တသက်တာမှာတစ်ခါမှမြင်ဘူးတဲ့မြင်ကလေးအရင်နဲ့တောင်းလို့ခြောက်ကြရပါတယ်။ဘာလို့ဆိုတော့တက်ကြီးတစ်ခုလုံးမြကြီးရောက်ပြုံမြုပ်သွားတာလေ။နောက်ပြီးတော့မိဘမယ်ကလေးတွေအကုန်ဆုံးချောင်းမှုတွေအများကြီးကိုကျမတို့တွေ့ရပါတယ်။အဲအကြောင်းတော့အဲ့ဒီဟာတွေကိုကျမတို့အနေနဲ့ဟို အများကြီးကုကျင်ပါတယ်ဒါမှမဟုတ်ကျမတို့တက်တဲ့ပညာနဲ့ကျမတို့ရေးတဲ့ပကြေကားတွေကိုဒီမှာရေးပြီးတော့ကျမတို့လှူတာပါရှင်ရတဲ့ဇုံဝင်တထုံပါဒီမှာပါဝင်ရတဲ့အကြောင်းကတော့ငလျင်လှုပ်တဲ့ ထက်မှာပါဝင်ကြတယ်ဟိုဆုံးမသွားတဲ့ဟိုဘာတွေလေစိတ်ထဲမကောင်းဘူးပေါ့ကိုယ်လည်းလှူလဲလှူချင်တဲ့ဆန္ဒလည်းရှိတယ်လေအဲ့ဒါကြောင့်မို့ကိုယ်နဲ့လုံနိုင်မဲ့အလှူမျိုးလေးတွေလည်းဒါမျိုးကတော့ဟိုတင့်တော်တယ်ဆိုပြီးတော့လှူရတဲ့အကြောင်းကြီးဖြစ်ပါတယ်ကောင်းတော့ဒီကိုရှင်းလေးဖြစ်ပါလေ မြန်မာနိုင်ငံရွေးရပန်းပန်းရှင်များအစည်းအဝေးမှာတော်ဘဲအစည်းအဝေးမှာတာဝန်ထမ်းဆောင်နေပါတယ်နော်ဒီဘက်မှာကျွန်တော်တို့မြန်မာနိုင်ငံရွေးရပန်းပန်းရှင်များအစည်းအဝေးကိုတဘောပေးရတယ်ကြားရတော့တယ်ကျွန်တော်တို့ငလင်းသိတန်းခံရတဲ့ပြည်သူတွေကိုထောက်ပံ့နိုင်ဖို့အတွက်ပစ္စည်းစာရေးဆွေးနွေးပြီးတော့ကျွန်တော်တို့တာဝန်ကြီးကျင်းပါမှာဒီဘက်မှာလည်းကျွန်တော်ပစ္စည်းခါစကားပါဝင်ပြသထားပါနော်အခုတော့မြောက်ပါပါကျွန်တော်တို့ပေါ့နော်။ဘာပဲဖြစ်ဖြစ်ကျွန်တော်တို့အရင်ကမှမကောက်ပါဘူး။ဒီဘက် ပြတ်တာပဲပေါ့နော်။အဲဒီကျွန်တော်တို့ဟိုပေးလိုက်ရတယ်ပေးဆက်လိုက်ရတယ်ဟိုပေါ့တံပိုးလေးကဟိုအောက်ဆစ်တက်တပွင့်ကဟိုမပြင်းမြောက်ပါနဲ့ကျွန်တော်တို့ကျွန်တော်မိပါဗျာ။လာပါဆရာနာမည်ကဆရာဝီတမယူရပန်းပညာရှင်များအစီအုံဘဟုရဲ့တွဲဘက်တွေ့မှုတွဲဘက်ပညာရှင်မှာ ော်ဒီဘွဲမှာတော့ဆရာတို့ဘယ်လိုခေါ်လဲစီယုဘိုးကနေပြီးတော့ဥဆောင်ပြီးတော့လေဆရာတို့ငင်းပြီးပေါ့တဘာဝပြီးအန်တယ်ကြားရောက်နေတယ်ဘွဲဖြစ်နေတဲ့ကိစ္စကြီးကိုဆရာတို့အလှူရင်းနဲ့အတတ်တယောပါဝင်ဖို့လို့ဆရာတို့ကညှာနှုံးပြီးပါဝင်ပြီးတော့ကုညီတာဖြစ်ပါတယ် ပါကျွန်တော်ဒီဒီမှာရိုးရတန်းပညာရအဖွဲ့ပါကျွန်တော်ကတော့ကျွဲဘက်ဗန္ဓာရင်းမှုဖြစ်တာကိုယူရပါတယ်ဘူးလည်းရှိမှာတော့ဘူးဒီဒီကားတွေဆွဲရတဲ့နေရာမှာတော့ဘာမှမဆိုတော့ဒီငလျင်ဘေးပေါ့ဘူးကြုံလာတဲ့ငလျင်ဘေးလေးမှာကိုပါဝင်လှူဒန်းနိုင်မှုအတွက်ကိုရေးဆွဲပြီးတော့လှူဒန်းခဲ့ခြင်းဖြစ်ပါ